်မင်္ဂလာပါရှင်နိုဝင်ဘာလ၄ရက်အင်္ဂါနေ့ရရန်ကုန်တွင်သတင်းဆောင်လင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ပြည်အောင်စုဝင်ကြီးဂျပန်တော်တောင်း ISPE အမျိုးသမီးဘောလုံးအသင်းအားတွေ့ဆုံအမှာစကားပြောကြားတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအာကစားနေလူငယ်ရေးဝန်ကြီးဌာနနှင့်ဟော်တန်နီခီတော်လာရေးဝန်ကြီးဌာနပြည်အောင်စုဝင်ကြီးဂျပန်တော်တောင်းသည်အာကစားနေလူငယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်း အာဂစနှင့်ကာယပညာဦးစီးဌာနညွှန်ကြားမှုချုပ်နှင့်တာဝန်ရှိသူများလိုက်ပါလျက်နိုဝင်ဘာတရက်မွန်လွဲပိုင်းကသူကနာအာဂစကွင်ရှိအစည်းအဝေးခမ်းမမှာအာဂစနှင့်ကာယပညာဦးစီးဌာနအာဂစနှင့်ကာယပညာသိပ္ပံကုစားပြု ISPE အမျိုးသမီးဘောလုံးအသင်းရဲ့အုတ်ချုပ်သူနီးပြများနဲ့အာဂစသမားများအားတွေ့ဆုံ၍အမစကားပြောကြပါရယ်ပြည်အောင်စုဝင်ကြီးကမြမအာဂစအစင်တန်းတုတက်မြမစီရန်ဘောလုံးအာဂစသည်အမျိုးသားအာဂစနီတရဖြစ်ပြီးများစွာအထောက်အကူပြုနေတဲ့အတွက် အားကစားသမားများအနေဖြင့်အာရှအဆင့်ကမ္ဘာအဆင့်မီလက်ရွေးစင်ဘောလုံးအသင်းများဖြင့်စုဖွဲ့ထားတဲ့အသင်းကိုရှင်ပြန်ရမှာဖြစ်တဲ့အတွက်မိမိကိုယ်ကိုဂုဏ်ယူမှုရှိစွာဖြင့်မြမအာမန်အားကစားစိတ်ဓာတ်အားကစားသမားကောင်းတယောက်ရဲ့စိတ်ထားအသင်းအဖွဲ့စိတ်ဓာတ်တို့ဖြင့်အနိုင်ရရှိအောင် ကြိုးစားရှင်ပြန်ပြီးမိမိအသင်းရဲ့ဂုဏ်ဌာနဂုဏ်နိုင်ငံဂုဏ်ကိုစောင့်နိုင်အောင်ကြိုးစားရှင်ပြန်ကစားသွားရန်လိုကြောင်း အကစားသမားတယောက်ပြုတ်မှုရမယ့်ကျင့်ဝင်များကိုလိုက်နာ၍ဒိုင်းလူကြီးများကိုစောတကမတက်ဘဲမြစ်တာတရားဖြင့်အခွင့်အရေးရရှိအောင်စ조사ကစားသွားရန်လိုကြောင်း။ဤပြဆရာရဲ့တင် जा ပြုတ်မှုများအတိုင်းလိုက်နာပြီးဤပြူဟာဤစနစ်များနဲ့ကစားခွင့်များကိုပြောင်းပြီးရှင်ပြိုင်ကစားနိုင်အောင်လေ့ကျင့်သွားရန်နဲ့ဘောလုံးကစားရာမှာကျွမ်းကျင်လေးမှပါနေစွာကစားကြရန်လိုကြောင်း။မိမိရဲ့အင်အားကိုခြွေတာပြီးလိုအပ်တဲ့ချိန်မှာလိုအပ်သလိုအသုံးပြုတတ်ရန်နဲ့ ပြိုင်ပွဲတွင်ပြိုင်ဘက်အသင်းကိုအနိုင်ရရှိပြီးအောင်မြင်မှုများစကူရရှိအောင်ကိုစမ်းညံစွမ်းရှိသည်များအစွမ်းကုန်ကြိုးစားတွားရန်လူကြောင်းဖြင့်မှာကြပြီးလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ပေးကြောင်းသိရှိရပါသည်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပြပို့လာတာပါ။ဆက်လက်တင်ဆက်ပေးမှာကတော့ထန်းတွင်မြို့နယ်တွင်အကြိမ်30မြောက်စူပေါင်းမဟာဘုံကထိန်လူဝဲကျင်းပတဲ့သတင်းဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးထန်းထွေမြို့နယ်စီမံကံကိုရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှုပြီးမြို့နယ်ဌာနဆိုင်ရာများရက်ခွက်ကြေးရွာအုပ်စုများနှင့်စေတနာရှင်များစုပေါင်းကနိုဝင်ဘာ၂ရက်နေ့၃ရက်တို့တွင်အကြိမ်၃၀မြောက်စုပေါင်းမဟာဘုံကထိန်လူဝဲကျင်းပကြောင်းသိရပါသည်။ ကထိန်မွဲတွင်မြို့နယ်တန်ခါလာရကအဖွဲ့ဝင်ဆရာတော်များနှင့်ပင့်တန်ခါတော်များအားကထိန်သင်္ကန်းနှင့် စုပေါင်းငွေ389သိန်း1600တန်မှုရှိမဟာပုဂ္ဂထိန်ပြိတာပေ22ခုကိုသက်ဆိုင်ရာကျောင်းတိုင်များသို့စကတ်လူတဲ့ကြောင်သိရပါရဲ့ရှင်ဒီသတင်းကိုစေမင်းထိုက်ကပေးပို့လာတာပါ